တာလင်ကအရက်ကိုတငုံစာလောက်ငေါတောက်ပြီးတစ်ချက်ပြုံးလိုက်သည် သူပုံစံကမြို့ငယ်လေးရှိကိုကိုကိုအထင်ကြီးနေသော ရှင့်နေတဦးဤလုံနိုင်ကင်နိုင်သည့်အတိုင်းတာကို ကောင်းစွာတည်ထားပြီးပုံပေါက်နေသည်ကလိုက်လိုလူမျိုးကဖက်ဒရယ်တရားရုံးမဆိုထားပြီးမြို့ရှိတရားရုံးတွင်လည်းစိုက်နေဝင်ပြီးအလစ်တုတ်သည့်အမှုကိုပင်ခြေပရှောင်နေနိုင်သည်သူမဟုတ်ကျွန်တော်ပြောပြပြီလေ ကျွန်တော်တို့ပဲအကုန်လုပ်သွားမယ်လို့ဒီလိုကိစ္စမျိုးတွေကိုအများနဲ့အလျှော့မပေးဘဲလုပ်တတ်တဲ့လူမျိုးတွေပါကျင်းဝတ်ချုပ်ဖောက်တာတို့တရားမဝင် လုပ်တာလိုမျိုးပေါ့ပေးလာရှိပါမလဲဒီလိုနင့်နာကြေးတောင်းတဲ့မှုတွေအနိုင်ရတာတွေတော့နင့်နေစေတော်ရှိနေစုံစမ်းကြည့်လို့ရတယ်ကျွန်တော်စုံစမ်းပါမယ်လုပ်ရင်လည်းမြင်မြန်လုပ်အခုထွက်လာတဲ့စီရင်ချက်ကြောင့်လူတွေစိတ်ဝင်စားလာကြတယ် အခုကစပြီးလူတွေသူ့ထက်ကအမှုတွေတွေရှာလာကြပြီးမြင်မြန်တက်တက်ရုံးတင်လာကြလိမ့်မယ်။သူထွက်သွားပြီးနောက်ကလိုက်တီဗော့ဒကာကိုခွက်ထဲသို့တတိယအချိန်ညညှက်ထည့်လိုက်ပြန်သည်။သူတောက်နေကြအတိုင်းတာတစ်ခုရောက်ခါနေတွင်မြို့ကလူများကို ငရဲတာသွားကြတော့လို့ပြောရဲသည့်တတိများရှိလာသည်။ဒီလူတွေသူ့ကိုဝေဖန်ဖို့ဘလောက်များသဘောကျကြနိုင်မလဲ။ မြို့ဤအပတ်စဉ်ထုတ်သတင်းစာတွင်နိနာသူ အမှုတံများရောက်လာကြဖို့ကြော်ညာထည့်မည်သူ့ရုံးကိုလည်းယောဂဗေယစစ်ဆေးသည့်အပေါ်စာစေကန်တစ်ခုအတွင်ပြောင်းပြစ်မည်မြောက်ပိုင်းကလာသည့်ချွတ်ချွတ်ပြစ်ပြစ်ပြောတတ်သည့်ရှင်းနေဆိုသူများနှင့် အတူနေအတူစားလုပ်ပြီးလူတွေဤဒုက္ခအိုးထဲမှအမျက်ငွေများနိုင်ယူမည်ဝေဖန်စရာများကတတိကြီးထွက်လာပေလိမ့်မည် ဘုံမိုးတမြုပ်လုံးနဲ့ထိုအကြောင်းများသာပြောနေကြပြီတော်မူ။အရက်ပူတော့လေးတတိထားစရာများကိုလိလျူရှူရဲလာပြီးဒီချိန်တစ်ခါတော့တော့ပတ်ဆိုင်ရှာဖို့စူးစမ်းရမည်ဆိုသည့်စိတ်ပိုင်းဖြတ်မှုကပို၍ခိုင်မာလာလေလေဖြစ်လာရသည်။ကလိုက်သည်ဒေါသထွက်လွယ်ပြီးပူညံပူညံလှုပ်ဖို့ဝေမလေးတတ်သည့်ဇယရှိတော်လေတရားရုံးတက်ဖို့ကိုတော့စိတ်ထဲကကြောက်ရွံ့နေမိသည် အစောပိုင်းနေ့များကဂျူဒီမဆိုသလောက်နဲ့ရင်ဆိုင်ခဲ့ပြီးဖြစ်သည်ဒိုစင်ကကြောက်စိတ်များလွှဲမိုးနေ၍စကားပင်အဆရှာမရအောင်ဖြစ်ခဲ့ဘူးသည်သူဘာသာတတောင်တတာနှင့်အနည်းကင်းကင်းရုံးထိုင်လောက်ရသည့်အလုံမျိုးကိုသာ အခြေချလုပ်ခြင်းသည်အတုံးစရိတ်ကာမိယုံနောက်ဆိုအစဉ်ပြေသည်သူအဖို့လဲပိုက်ဆိုင်များများဆဆရနိုင်သည့်ရှုံးစရာရှိလဲရှုံးသွားနိုင်သည့် ကျောင်းမက်ခွေရာတိုက်ပွဲတွေကိုလည်းဝေးဝေးကရှောင်နိုင်သည်။တစ်ချိန်လောက်တော့ဘာကြောင့်မစွန်စားရဲပဲနေရမည်နီ။ပြီးတော့ဒါကလည်းမြို့ကလူတွေကိုကူညီပေးတာမဟုတ်ဘူးလား။ဂရင်းဂျာတူကပတ်စံကိုယူပြီးဘိုးမိုးရှိတနီယာယာတို့ရောက်သွားခြင်းသည်အောင်ဝဲပင်မဟုတ်ပါလား။စလုံးထားမြောက်ရက်ကိုညှိထည့်လိုက်ရင်းကဒါနောက်ဆုံးပဲဟုကိုကိုကိုပြန်ချိန်စဲမိပြန်သည်။ တဆက်တည်းသူလဲစတာလင်နဲ့သူ့အပေါင်းပါများမျက်နှာချင်းရဖို့တရားဆွဲတဲ့အခွဲနဲ့လက်ချင်းချိတ်ပြီးတရားမျှတမှုအတွေ့ပြင်းပြင်းထန်ထန်ထိုးနှက်ပြစ်မိ။ဘာကိုဂယုဆက်ရမလဲဟုဆုံးဖြတ်လိုက်သည်။နောက်နေ့ရက်အကြာတွင်ယခင်လင်မယားကွာရှင်းမှုသုံးမှုစလုံးတွင်ကလိုက်အကျိုးဆောင်ပေးခဲ့သည့် sub contract လုပ်နေသူတဦးသည် လက်သမားများစေတုတ်သမားများ လူကျန်းများခေါ်ကား စောစောစီစီရောက်လာကြသည်သူတို့အားလုံးကအလုတ်တစ်ခုရဖို့စိတ်ဆောနေကြသူများလည်းဖြစ်သည်ချက်ချင်းလိုပင်ကတ်နေသည့်အခန်းအားပြင်ဆင်မုန်းမှန်စရာရှိသည်များကိုစားလုကြပြီတော့သည်ကလိုက်သည်ဘုံမိုးရှိတစ်ခုတည်းသောအပတ်စဉ်ကျုပ်သတင်းစာ ဖြစ်သည်ဘုံမော news ပိုင်းရှင်နှင့်တလနေနှစ်ခါလောက်ပိုကာကစားလေးရှိသည် ူဒီလဲမြို့လိုပင်သတင်းစာဆောင်ရည်လဲကြဆင်းနေ၍အသက်ဆက်နိုင်ယုံရုံးကန်နေရခြင်းဖြစ်သည်နောက်ထုံးမိသတင်းစာဤရှေ့စာမျက်နှာတွင်ဟီတီဘက်တွင်ထွက်ပေါ်လာသည့်စီရင်ချက်သတင်းကစာမျက်နှာဖြင့်ပါလာဖို့ရှိနေသည်ဖီလာဒဲဖီးယားမှအကျိုးဆောင်ရှေ့နေကုမ္ပဏီကြီးတစ်ခုနှင့်ရှေ့နေကလိုက်ဟာဒင်တို့ပူးပေါင်းနေပြီဆိုသည့်သတင်းကိုတတထိုးထိုးရေးသားထားပြန်သည် အတွင်းစာမျက်နှာတွင်ကာရီစီရင်စုရှိလူတိုင်းအားဗဟုလမ်းမကြီးရှိယောဂရှာဖွေရေးစခန်းသို့လာရောက်ပြီးအခမဲ့စစ်ဆေးခံကြပါရန်တောင်းတပန်ပန်ရေးထားသည့်စာမျက်နှာဖြင့်ကြော်ညာထည့်သွင်းထားသည်။ကလိုက်သည်လူအုပ်ကြီး၏အာရုံစိုက်မှုကိုသဘောကျနေပြီးသူ့အတွက်ဘလောက်ရနိုင်ဒီကိုလည်းတွက်ချဲ၍ရနေတော့ကြဖြစ်သည်။မနေ့၄နာရီခန့်မှောင်မိုက်ပြီးမိုးရိမ်မုန်းမြေများကြောင့် အေးဆေးဆင်းဖြစ်နေချိန်တွင်ဘက်ပါလီဆန်ဒီဟီတီပတ်မြို့ဒက်စီဆိုင်အနီးအလုတမားများကားရန်နားရန်ပေးထားသောနေရာတွင် သူ၏ထရက်ကားကိုထိုးရက်လိုက်သည်ကားထဲပါလာသည့်ကော်ဖီတပူအေးဆက်နေပြီဖြစ်သောအသားညက်ဘစ်ကစ်ကိုမမအော်တိုမက်တစ်ပစ္စတိုလို့ကိုယူကာရထားသည့်၁၈ဘိန်းတက်ဂါလန်၁၀၀၀ဆက်ဒက်စီကားတွင်ဝင်ထိုင်လိုက်ပြီး ်ဆက်ပူနှိုးလိုက်သည်ထို့နောက်ကားထဲရှိဒိုင်းခွက်တစ်ခုချင်းစီကိုစစ်ဆေးကြည့်သည်ညာဆိုင်အလုတ်ချက်မှကားတန်ကြား၍ဒုတိယထဲရှိစောင့်ကြည့်နေသည့်အခန်းထဲမှထွက်လာကဟယ်လိုဘပ်ဟုလန့်အော်လိုက်သည်ဘပ်ကခေါင်းငိမ့်ပြလိုက်ရင်မော်နေဂျိတ်ရေတင်ထားပြီမဟုတ်လားဟုပြောလိုက်သည်သွားဖို့အသင်မဲ့ ထိုကဲ့သို့မျိုးအပြောဆိုကငါးနှစ်အတွင်းမရှိခဲ့ဘူး။ရာသီဥတုအကြောင်းအလာဘတလာဘပြောနှုတ်ဆက်စကားမျိုးသာ ပြောနေကြဖြစ်သည်။ဒီနေ့မနေ့တွင်တော့ဂျိတ်သည်တခုခုပြောဖို့ဆုံးဖြတ်လိုက်သည်။ထို့သောပြောတဲ့မပြောတဲ့ကိုလည်းရက်အတန်ကြာအချိန်ယူကာစဉ်းစားခဲ့ပြီးဖြစ်သည်။ဘုံဘောကလူတွေအတော်လေးပျော်နေကြတယ်မလား။ဘာတွေဖြစ်နေလဲဆိုတာဘယ်သိမလဲ။ကျွန်တော်လည်းမျိုးမှကြကြနေလို့ရတဲ့မျိုးမှမဟုတ်တာ။ ထို့သို့ပြောပြီးဘပ်လည်းကားတကားဆွဲဖွင့်ငါနောက်မှတွေ့ကြသေးတာပေါ့ဟုပြောရင်ကားထဲဝင်ထိုင်လိုက်သည်ဂျိတ်သည်ရေထည့်ထားသည့်စီတင်ကရှော့ကနေမောင်းထွက်သွားပြီးဘဲဘက်သို့ချိုးခွေသွားသည်ကိုစောင့်ကြည့်နေမိသည်ယခုလိုအချိန်မျိုးလမ်းပေါ်တွင်ကားဆိုပြီးဘပ်မောင်းသွားသည့်ကားသာရှိပေလိမ့်မည်အဝေးပြေးလမ်းပေါ်ရောက်နေရင်ဘပ်သည်ကားကိုသတိထားမောင်းရင်း တပူးတဲကကော်ဖီကိုပလတ်စစ်မခွက်သေးသို့ငှဲ့လိုက်သည်ဘေးကပစင်ဂျာထိုင်ကုန်ပေါ်ရှိပစ္စတိုကို စောင်းငှဲ့ကြည့်မိပြန်သည်ဘစ်ကစ်ကိုတော့နောက်မှစားတော့မည်ဟုဆုံးဖြတ်လိုက်သည်ကာရီစီရင်စုတို့ဟူသောလမ်းပေါ်ကဆိုင်းဘုတ်ကိုတွေးလိုက်သည့်အခါသူ့မျက်လုံးကပစ္စတိုရှိရာပဲရောက်သွားပြန်သည်သူသည်ထိုခရီးကိုတနေ့လည်ရင်၃ချိန် တပတ်လျင်၄ရက်သွားရသည်ဖြစ်သည်။နောက်ထပ်သူ့လိုဒရိုက်ဘာတယောက်ကကြံ၃ရက်ကိုတာဝန်ယူရသည်။သူတို့အချင်းချင်းလဲအလုတ်အားလဲရဲ့များအပန်းဖြေခီးကြီးများထွက်ဖို့မကြာခဏဆိုသလိုရက်ကိုအချင်းချင်းလဲယူကြလေရှိသည်။ဘတ်အဖိုးကယခုလိုအလုံမျိုးသည် သူမျော်မှန်းခဲ့သည့်အတန်မွေးဝမ်းကြောင်းအလုံမျိုးမဟုတ်။သူသည်ဘိုးမိုးရှိဂရင်းဓာတုဆက်ယုံတွင် အလုတ်ချက်အဖြစ်18နှစ်ကြာအောင် လုပ်ခဲ့ပြီးဖြစ်သည်လာစာအားဖြင့်ယခုလိုမြို့ကို ရေတဲပေးရသည့်အလုတ်ချက် သုံးစားခန့်ပူရသည်ဖြစ်ချင်သောတခါကဘုံမိုးရေကိုညဉ့်ညမ်းအောင်အတော်များများလုပ်ခဲ့သူတဦးက ယခုတော့ရေတံများကိုမြို့အတွက်တဲပို့ပေးရသည့်လူတစ်ယောက်ဖြစ်လာရသည် သို့သောဘပ်တီထိုကဲ့သို့တခါမျှမစင်စားခဲ့ဘူးလေ စက်ယုံပိတ်၍ထွက်ပြေးသွားသောကုမ္ပဏီကြောင့်သူ့အလုပ်ထိခိုက်သွားရသည်ဆိုကနာကြီးနေပြီဖြစ်သည်ဘုံမိုးကလည်းသူ့ကိုမုန်းသည့်အတွက်သူကလည်းဘုံမိုးကိုမုန်းနေပြီ